1389ခုနှစ်เนาะအဲ့ဒီနှစ်အတွက်ကျွန်တော်တို့တန်ကြမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါ1389ခုနှစ်เนาะအဲ့ဒီနှစ်အတွက်ကျွန်တော်တို့တန်ကြမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်2025နှစ်3/25တော့ကလဲကျွန်တော်ဒီနှစ်စာလေးတွေတင်ပြနေတာဖြစ်ပါတယ် အဲ့ဒါတော့အင်္ဂလိပ်ခုနှစ်မှာနှစ်၃ညနှစ်၅ဖြစ်တော့အာနှစ်က၄လုံး၃ညတစ်လုံး၅တစ်လုံးဖြစ်တဲ့အတွက်များသောဖြင့်နှစ်နဲ့၅နှစ်ဟာများသောဖြင့်ဟောပေါ့ဓမ္မဟောပြောရန်ဆောင်တဲ့ဗျအဲ့ကြောင့်ဒီနှစ်ထဲမှာဒီကြမတိုင်းမလေးမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမင်းနဲ့ပတ်သက်တဲ့ကိစ္စအစုဖွဲ့အုပ်စုနဲ့ပတ်သက်တဲ့မှာပြဿနာပေါ်တတ်တဲ့အကြောင်းတွေကိုနှစ်၃ညနှစ်၅မှာလည်းကျွန်တော်တို့တင်ပြပြီးလားဖြစ်ပါတယ်အဲ့ဒီနှစ်၃ညနှစ်၅တင်ပြပြီးတဲ့အချိန်လေးတွေမှာကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့ ဒီဗမာဆိုလို့ရှိရင်လေးလပိုင်းမှာကျွန်တော်တို့ကနောက်တစ်နှစ်ကိုကူးတော့မှာ1989ဖြစ်တော့မှာဖြစ်တဲ့အတွက်အဲ့ကာလအတွင်းမှာနေ့တုံညာ19နဲ့ပတ်သက်တဲ့အိုးအိမ်လုပ်ကိန်းပြည်သူချင်းငွေကြီးနဲ့ပတ်သက်တဲ့အထူးလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ပြဿနာတက်ချင်းမင်းနဲ့ပတ်သက်တဲ့နီးနဲ့ဆက်တဲ့မိယာနဲ့ပတ်သက်တဲ့ကိစ္စငလင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြဿနာတက်ချင်းဆိုတာတွေကပေါ်ပေါက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ယာယီအင်္ဂလိပ်လိုနှစ်လပိုင်းကြော်ရနိုင်ပြီးဒီကြမ်းတိုင်းတွေမှာယာယီရနာတာဖြစ်ပါတယ်ဘာလို့ခုနေသားသူနဲ့ပတ်သက်တဲ့နီးနဲ့ဆက်သက်တဲ့ကိစ္စမှာငွေကြီး အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ပြဿနာမင်းနဲ့ပတ်သက်တဲ့ပြဿနာမိယာရီနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပေါ်ပေါက်မှုတက်တာလူတက်တာညာကျွန်တော်တို့ဒိဋ္ဌာန်တွေဝင်ရောက်နေတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒိဋ္ဌာန်တွေကာလာတွေပြီးဆုံးတဲ့အခါမှာအခုကျွန်တော်တို့ဒီကြံကျော်သွားပြီဖြစ်ပါတယ်ဒီကြံကျော်သွားတဲ့အာ1389 1389ဆိုတော့1389ဖြစ်တဲ့အတွက်ဒီ 89ခုနှစ်1389ခုနှစ်မှာတော့ကျွန်တော်တို့တနစ်တာကတမာများကိုစတင်ပြီးပြောတော့မှာဖြစ်ပါတယ်။တနစ်ကအလုတ်ကန်နဲ့ပတ်သက်တဲ့ကိစ္စနော်အလုတ်တွေနဲ့ပတ်သက်တဲ့ကိစ္စအင်အားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာပုတိအပုတိတွေရောက်ပြီးရေမှာပင်ကရောက်တဲ့ပုတိသဘောမကျော်သောကျော်သော ပုတိတူးမရှိအဆိုတဲ့ပြဿနာမျိုးတွေပေါ်နေတာဖြစ်တဲ့အတွက်အဲဒီကြမ်းမတိုင်းမှာအိုးရေလောက်ကန်ပြည့်စည်စေခြင်းအိုးရေလောက်ကန်နဲ့ပတ်သက်တဲ့အဆင်မပြေခြင်းပေါ်ပေါက်နေတာဖြစ်ပါတယ် ဒီနေ့တက်မှာဥညိုခင်မာတုဒဝေစီရန်စီစီဥပမာပေါ့နော်အဲကြောင့်ခမတရုတ်မှာအလောက်ကန်နေရတတ်နေအခုနေသားသမီးနဲ့ပတ်သက်တဲ့နေတဲ့တကဘာလုံးတနင်္ဂနွေလုံးမှာလည်းလောက်ကန်နေနဲ့ပတ်သက်တဲ့ရတတ်တယ်။အိုးရေလောက်ကန်နေပတ်သက်တဲ့အဆင်မပြေမှုတွေကြုံတွေ့နေရတာဖြစ်ပါတယ်ဗျာ။ကြားရကြောင့်1369တွင်မှာအိုးရေလောက်ကန်နေပတ်သက်မှာခုနေသားသမီးအားလုံးကအဆင်ပြေလားဆိုပြီးပါတယ်တကယ်ပြေလားဆိုမပြေဘူးမပြေဘူးလားဆိုလည်းပြေးပါတယ်။အဲ့ဒါမျိုးတွေဖြစ်နေတာဖြစ်ပါတယ် ိုးအိမ်လောက်ကန်နဲ့ပတ်သက်ယာယီရတန်တယ်လို့ခံစားပြီးအိုးအိမ်အလောက်ကန်မိသားစုပေါ်မှာစိတ်ဝင်စားမှုအားနည်းပြီးအလိုဆန္ဒမပြည့်တတ်ပဲနဲ့မိသားစုချင်းတိတ်အဆင်မပြည့်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်အိုးအိမ်လောက်ကန်နဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့ပုံကူအားလုံးတို့ဒီအဆင်ပြေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မိုးငါအကြီးပြောလေးကိုခမရအိမ်မှာစားစားပြီးမှခမရဆူတော့အဲတကယ်လို့များအကြောင်းတစ်ခုခုမှငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စအလောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စအဲ့ကိစ္စလေးတွေနဲ့ပတ်သက်လို့တင့်တင့်နေမယ်ဆိုရင်တော့ ခင်ဗျအလုတ်ကင်နေပါတတိကိစ္စလေးရှင်ပြင်းရာဦးတောင်းလှက်မုံငါလေးတစ်စွန်းလောက်စားပြီးမှဆူတော့အဲ့ဒီမုံငါလေးရဲ့ကျွန်တော်လုတ်ကင်မကောင်းဘူးဗျာကျွန်တော်အိမ်ဆောက်ခြင်းနေဗျာငလင်မှာအိမ်ကြီးပါသွားတယ်အိမ်ကြီးအမြန်ဆုံးဆောက်မှာဖြစ်မှာအကူကြီးတွေလိုရနေတယ်ကျွန်တော်လုတ်ကင်သားလေးရလုတ်ကင်မကြည့်ဘူးသူချွေးမလေးရနိုင်ငံရေးသွားမှာအဲ့ဒီကိစ္စလေးနဲ့ပတ်သက်တဲ့အဆင်ပြေခြင်းလိုက်တာဗျာကျွန်တော်အမြန်ဆုံးအဆင်ပြေအောင်အသိမုံငါလေးရအကူကြီးပေးပါဆိုတဲ့အကြောင်းရာဦးတောင်းနောက်မြောက်တောင်းလှက်လှည့်ပြီးမှခင်ဗျမုံငါအရေပြော်လေးကိုတစ်စွန်းလောက်စားပြီးမှဆူတော့ခင်ဗျပြဿနာကင်းမယ်ဗျာ เนาะအဲ့ဒါလေးတစ်ချက်ရှိတယ်။အဲမုံကရည်ပြော်လေးပဲခမရရက်မျက်နှာမဆိုင်ဘူးစူတော့ခမရဘာတွေစူတောင်းနေတာလဲမသိဘူးဒီနေ့တည်းမှာဘယ်လိုလူမျိုးဖြစ်ဖြစ်အိုးရင်လောက်ကိုင်းနေပတ်သက်တဲ့ကိစ္စလေးတွေတခုခုပိတ်ဆို့နေလို့ကတော့မုံကရည်ပြော်လေးကိုစူတော့စူတော့မှုကသဒုံတယောက်တော့သူ့ကိုအစာအာဟာရကုသပေးမယ်ဆိုရင်ပိတ်ဆို့နေတဲ့အိုးရင်လောက်ကိုင်းများအများဆုံးအဆင်ပြေမှာဖြစ်ပါတယ်။အတင်းမုံကရည်ပြော်လေးရဲ့ကျွန်တော်လောက်ကိုင်းမကောင်းဘူးလောက်ကိုင်းကောင်းမှဖြစ်မှာကျွန်တော်ချွေးမလေးကလုံးမရှိဘူးလောက်ရမှဖြစ်မှာကျွန်တော်မိမတော့အိမ်ဆောက်ခြင်းတဲ့အိမ်ဆောက်လို့မှဖြစ်မှာ ကျွန်တော်မိသားစုကတော့တော်တော်များများကိုအဆင်မပြေဘူးဗျာအဲ့ဒီအဆင်ပြေမှဖြစ်မှာဒါကြောင့်အတင်မုံငားကြီးပြောလို့ရကူညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်း1389ခုနှစ်ခုနှစ်အတွင်းမှာတော့လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေကြတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီမုံငားအကြီးပြောလေးကိုတစုံတယောက်တော်သူကိုစူတောင်းပြီးမှခမရကုသိုလ်ပြုလိုက်သမှာဗျာခမရပိတ်ဆုံတဲ့ကိစ္စမြန်လို့ရှိရင်ခမရ9နာရီအတွင်းနောက်ကြရင်တော့7ရက်အတွင်းခမရတို့ပိတ်ဆုံနေတဲ့အုံရင်လောက်ကိုင်းများအများဆုံးပွင့်လန်းပြီဖြစ်ပါအကြောင်း တင်းတစားကဏ္ဍမအများကိုတင်ပြပေးနေတာဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာမနေ့ကတိုက်အခုမှပုတိအစတော်တိုက်ရဲ့သဘောရတော့ငိမ့်နေတယ်ဝင့်နေတယ်အစဉ်ပြေလာဆိုပြေးတယ်တကယ်ပြေးသားဆောင်ပြူဟောဒီကြမ်းလဲပြေးလဲပြီးရောငလင်နေပြေးပြီးဝင်လာတယ်နိုင်ငံခြားအထောက်ပံ့တဲ့ငွေတွေတပြားမှာပတ်သက်အများကြီးရှိတဲ့ကောင်တပြားမှာမကြည့်အောင်ကုန်းတပြားမှာမကြည့်တော့ပတ်သက်နေလုံးလိုက်ခဲလိုက်ဆူးလိုက်ပြုံလိုက်ဝင်အဲ့ဒီမျိုးတွေဖြစ်နေတာဖြစ်နေပါဖြစ်တယ် ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာတည်ငြိမ်မှုမရှိဘဲနဲ့ပုတိသဘောမကျော်သောကျော်သောပုတိတူးမရှိသလိုပဲခဲငွေကြီးနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ကိစ္စမှာလက်ထက်မှာရှိရင်ပြုတ်ပြီးတော့လက်ထက်မှာတပြားမှာမရှိတော့ဝင်တော့တာပဲပြုတ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ပုဂ္ဂိုလ်ခုနေသားသမီးအားလုံးတို့ဒီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေဘူးဆိုတော့အိမ်ဆောက်ခြင်းနဲ့အလုပ်ကိုင်းလုပ်ခြင်းနဲ့အလုပ်ငန်းတွေပြန်နေအစ်စ်တည်ဆောက်မယ်အားတစ်ခုခုနဲ့ပတ်သက်တဲ့ငွေကြီးအခက်အခဲပြည့်နေလို့ရှိရတော့ တန်မြာသီးလေးဒါမှမဟုတ်လေအခုအချိန်မှာတည့်ရသီးတွေပေါ်ပါတယ်ဗျာတည့်ရသီးလေးတလုံးလောက်ယူတနေ့လာအရှိအရာကိုလှက်တည့်ရသီးလေးကိုခမရအိမ်မှာကိုင်းပြီးမှဆူတော့အတင်တည့်ရသီးလေးရကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးလုံးနာကျွန်တော်အိမ်ဆောက်ဖို့ပတ်သက်လို့တယ်လုပ်ငန်းလုပ်ဖို့လို့တယ်အကျွေးတွေပေးစီရရှိဖို့လို့တယ်အဲငွေကြီးနဲ့ပတ်သက်တဲ့လုံးနေရတော့အများကြီးမိမလည်းအိမ်ဆောက်ခြင်းနဲ့တမိရလည်းရွှေလေးဝယ်ခြင်းနဲ့ခမရငွေလိုခြင်းနဲ့ဗျာကျွန်တော်မှာပိတ်ဆိုနေငွေကြီးတွေပိတ်နေတာကိုပွင့်အောင်အတင်တည့်ရသီးလေးကကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်းတင်းနှလားအရှိအရာကိုလှက် တည်တည်လေးကိုင်းပြီးမှဆူတောင်းမယ်ဆိုလို့ရှင်တင်းတော့မှာပိတ်ဆိုးနေငွေကြီးမှမြန်ရင်နှစ်ရက်နောက်ကြရင်တော့73လောက်တွဲငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအစီအပြီးမိဖြစ်ပါကြောင်း1389ခုနှစ်တနစ်စာအတွက်ငွေကြီးနဲ့ပတ်သက်တဲ့ကံများကိုတင်ပြပေးနေတာဖြစ်ပါတယ်ဗျာဒါကြောင့်1389ခုနှစ်အတွင်းမှာတော့2025 26ပေါ့ဗျာအတွင်းမှာတော့ခင်ဗျာငွေကြီးနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်သက်တဲ့လူတွေကတော့တည်တည်လေးတွေကိုင်းပြီးမှခင်ဗျာတင်းတင်းလာအရှိရာကိုလှည့်ပြီးဆူတောင်းအဲ့လိုဆူတောင်းလို့ရှိရင်တော့ခင်ဗျာအဆင်ပြေပြီး ဒါမှမဟုတ်ရှင်အသေးသေးလေးကိုကိုင်းကိုင်းပြီးတော့စူးတော့ခမရရက်မျက်နှာရင်းမတိုင်းဘူးစူးတော့မီသုံးတယောက်တော့သူတို့တည့်အသေးလေးလက်ဆောင်ပေးလိုက်သမှာဗျာခမရအဆင်ပြေသွားတယ်မယ်ငွေကြီးနဲ့ပိတ်ဆိုနေတဲ့ကံများအ мян ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်တကယ်လို့ဒါမနေ့ကြီး12နှစ်လောက်အတွင်းမှာခမရစူးတော့မယ်ဆိုရင်တော့နည်းနည်းလောက်အဆင်ပြေမယ်ဆိုရင်တော့ညနေ3နှစ်လောက်မှာအဆင်ပြေသွားလိမ့်မယ်12နှစ်နောက်ပိုင်းမှာတည့်အသေးလေးကိုကုသလုပ်ပြီးမှခမရစူးတော့မယ်ဆိုရင်နောက်တနေ့မနေ့9နှစ်မှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့် 2025 2026ခုနှစ်ခုနှစ်အတွင်းမှာတော့အလောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမေပြရတဲ့ပုံကူအားလုံးတို့ဒီမုံငါရေပြော်လေးကိုစာဒါမှမဟုတ်ကုသိုလ်လုပ်လိုက်ပါဗျာအဲ့ဒါဆိုရင်တော့ခင်ဗျပိတ်ဆိုနေအလောက်ကိုင်းများအစီအမေမင်းငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအစီအမေတော့ခင်ဗျတည့်ရတိလေးကိုခင်ဗျတစုံတယောက်တော့သူတို့စူးတောင်းမိမှာအာဟာရကုသိုလ်လုပ်မယ်ဆိုရင်တော့ခင်ဗျမှာပိတ်ဆိုနေငွေကြီးများအများဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်အဲ့ဒါလေးချက် အင်္ဂါနဆက်စီသေးသေးဆန်းစားဆက်တီကောင်းလားဆက်တီဝင်ပါလားဝင်မယ်တကယ်ဝင်လားဆိုဝင်ဝင်တဲ့အားကြီးကဈေးကကြီးအဲစစ်နဲ့ပတ်သက်တဲ့ကိစ္စနော်ဆန်နဲ့ပတ်သက်တဲ့ကိစ္စအားလုံးကတည်ငြိမ်မှုကင်းပေပြီးတော့မလုံခြုံလို့လုံခြုံအောင်တိုက်ထဲမှာထဲထားပြီးအဲမလုံခြုံလို့ကာကွယ်ပြီးပြီးနေတဲ့ကာလမျိုးဖြစ်ပါတယ်ရွှေကောင်းပြောင်ပြောင်ဝင်အောင်အဲခမရအော်တော့အော်နေရပဲဆင်းတော့ပြေးနေရပဲတကယ်တမ်းကျတော့မပြေဘူးဗျဒါကြောင့်ခင်ဗျာဆက်စီသေးသေးစံစားရတော့အင်္ဂါနာနဲ့ပတ်သက်တဲ့ကိစ္စမှာတခုခုပိတ်ဆို့နေတယ်တဲ့ပိတ်ဆို့နေတယ် တခုခုပိတ်ဆို့နေလို့ကတော့ခမရအိမ်မှာရှိတဲ့ခင်းရင်ဇွန်ခင်းရင်မှာခင်းရင်လေးကိုကိုင်းတနေ့လာအရှိရကိုလှဲ့ပြီးတော့ခင်းရင်လေးကိုကိုင်းပြီးတော့အတင်းခင်းရင်လေးရဲ့ကျွန်တော်လေးပိတ်နေတယ်ဗျာကျွန်တော်စိတ်တက်တကြနေတယ်ငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးအလူတွေလှုပ်ခြင်းနဲ့အိမ်တွေဆောက်ခြင်းနဲ့နိုင်ငံခြားကိုသွားခြင်းနဲ့ကျွန်တော်မှာဆက်သက်တွေပြပြီးသွားခြင်းတွေသွားခွင့်ပြောခြင်းတွေပြောခွင့်မရဘူးကျွန်တော်သွားတဲ့ခါမှာအဖမ်းသီးလေးတွေကြောက်တယ်အပြည့်တနာတွေကြောက်နေရတဲ့ကာလမျိုးဖြစ်တယ်ကျွန်တော်တခုခုဘယ်မှမထွေးရမဲနဲ့ပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ကိစ္စလေးတွေအမြန်ဆုံးပွင့်လောင်း အသင်ခင်းလေးကကုညီဆောင်ရောက်တော်မူပါဆိုတဲ့အကြောင်းခမရအိမ်မှာအိခင်းလေးကိုကင်ပြီးတော့တင်းလာအရှိရာကိုလဲပြီး6ကြိမ်တိတိစူတောင်းလိုက်သမှာဗျာခမရပိတ်ဆို့နေတဲ့စိတ်ဓာတ်များအများဆုံးပွင့်လာပြီးခမရလူချင်းတဲ့ငွေကြီးလားအလုပ်ကိန်းလားနိုင်ငံခြားသွားမလားအဆက်အသွယ်ပြနေတာကြောက်စရာတွေနဲ့ပတ်သက်တဲ့ကိစ္စအများဆုံးကင်းဝေးမိဖြစ်ပါကြောင်းလေးလေးသာသာတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ထောင်းတော်ချေသက်ခုနှစ်ခုနှစ်မှာအင်္ဂါနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်သက်တဲ့အင်္ဂါနာဆက်စီစေးစံစာ ိတ်တက်တွေကြနေလားစိတ်တွေညှင်းနေလားညှင်းနေတဲ့လူတွေဆက်စီသေးသေးတဲ့ရောင်းဝယ်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဆက်အသွယ်တွေပြတ်တောက်နေတယ်ဆိုရင်တော့ခရင်လေးကိုကမ်းပြီးတင်းလာအရှိရကိုလက်၆ကြိမ်တည်တည်စူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့စိတ်တက်ကြဆင်းမှုများအများဆုံးပွင့်လန်းသွားပြီဖြစ်ပါကြောင်း1389ခုနှစ်တနစ်စာဟောတရမ်းများကိုတင်ပြနေတာဖြစ်ပါလေဗျာကိုနဲ့နင်းနေဆက်ဆက်တဲ့တဲ့လူယောက်ျားတွေယောက်ျားတွေယောက်ျားတွေမနေ့ကတော့ခမရတိုက်တဲ့ဟိုအဓိပတိရောက်နေတော့လူတွေကတော့ဝတ္တရပေါ့ဗျာ အစဉ်ပြေးလားဆိုပြေးတယ်တကယ်ပြေးရကြမပြေးဘူးအဲခမရဒီနေ့တမှာတော့မရဏကြသွားတာလူယောက်ျားတွေတည်တည်တတ်တဲ့ကိစ္စတွေအများဆုံးပေါ်တာဒီအကြောင်းလူယောက်ျားတွေတည်တယ်လူယောက်ျားတွေတတ်ပြတဲ့အလုပ်ရှိတဲ့လူကလုံးမရှိဘူးအားကြမှာရုပ်ကြီးမကောင်းဘူးအဲ့ဒီတဲ့ပြေးပြီးတည်တယ်တည်ချင်းဆုံးနဲ့တည်တယ်မကြည့်မဆန်းတည်တယ်တည်တယ်တည်တဲ့လူတွေအားလုံးတို့ဒီတည်တဲ့လူအားလုံးတို့ဒီတိုက်တဲ့ဦးပြန်သွားတာဖြစ်ပါတယ်ဗျာခမရကျွန်တော်တို့တိုက်ပြီးရလဲရုပ်ရုပ်ရုပ်ကဘာလဲရုပ်ရုပ်ရုပ်ဟာလာခမရမြင်ရမမြင်ရတဲ့ဂုတ်ဂုတ်ဂုတ် အဂုတ်ဂုတ်ဂုတ်နဲ့ရုပ်ဂုတ်တွေ့တဲ့အခါမှာဒီချိန်မှာခမတိုက်တည်ရဲ့အရေးပေါ်ပြန်ခေါ်တာဖြစ်တဲ့တဲ့ဒီချိန်မှာတည်ချင်းသုံးနဲ့အဆုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်သေးတယ်ငလိန်လုံးလုံးသေးတယ်စိမေးရဲ့အကြောင်းသေးတယ်ထိုင်းနေရင်သေးတယ်တည်ချင်းသုံးနဲ့သေးတယ်အဲ့သေးတဲ့လူအားလုံးကတိုက်ထဲကိုပြန်သွားတာဖြစ်ပါတယ်ဗျာအဲ့ကြောင့်အဲ့သေးဆုံးသွားတဲ့လူတွေနဲ့ပတ်သက်တဲ့မိသားစုတွေအကျန်းတဲ့ကဝမ်းနဲ့ပူဆွေးမှုတွေဖြစ်မှာပါမပူပါနဲ့မပူပါနဲ့ဘာဖြစ်လို့လဲဆိုတော့သူကတိုက်ထဲကိုပြန်သွားမိမိနေထိုင်ခဲ့ဘူးတော့အရက်ကိုပြန်သွားတာဖြစ်ပါတယ် ီအိမ်ဒီဌာနဒီတိုင်းပြည်ဒီနေရာကိုခိတ္တမြလာရောက်နေတာဖြစ်တဲ့တဲ့အဲ့ဒါကအိမ်ပြန်နာ ဖြစ်ပါတယ်ဗျာအိမ်ပြန်နာဖြစ်တဲ့အတွက်သူတို့မွေးဌာနကိုရောက်နေတာဖြစ်ပါတယ်သူတို့နဲ့နင်းနေဆက်သက်တဲ့ပုံကိုအားလုံးကြံရတဲ့ပုံကိုအားလုံးလားသူတို့နဲ့ပတ်သက်တဲ့ကုသူတွေကောင်းမှုတွေပြုလုပ်ပြီးလက်ရှိရှိနေတဲ့ဘုံဘဝမှာလက်ရှိအနေထားတဲ့မြင့်မြတ်တဲ့ဘုံရပါသေးကြောင်းကုသူကောင်းမှုပြုလုပ်လို့ရှိရင်တော့ပိုးပြီးတော့အခြေအနေကောင်းတယ်သူတို့မှနေသေးရသူတို့မှနေသေးရတဲ့အစင်းနဲ့အစီပိသမွေးနေရာကိုပြောင်းရောက်သွားတာဖြစ်ပါတယ်ဒါကြောင့် လက်ရှိနေတဲ့မြင့်နဲ့မြတ်တဲ့ဘုံရောက်ပါစေကြောင်းကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဖြင့်တင်းတို့မှာအဲပြုလုပ်တဲ့ကုသိုလ်ကြောင့်တို့မြင့်မြတ်တဲ့ဘုံတွေရောက်သွားမှာဖြစ်ပါတယ်ဒါကြောင့်တို့တွေသိဆုံးသွားတဲ့အခါတည်းမှာတည်ခြင်းသူနဲ့တည်တော့မပူပါနဲ့အေးပေါ်ပြန်ခေါ်နေတာဖြစ်ပါတယ်အဲအဲ့ဒီလိုပဲလူရောက်ရတဲ့နေပတ်သက်တဲ့နိနေဆက်သက်တဲ့ကိစ္စမှာတော့နာကျင်မှုကိုဖြစ်ပေါ်စေသော နာကျင်မှုကိုဖြစ်ပေါ်စေသောတခုခုကိုစိတ်နာနေရမယ်အဲမသိတဲ့လူတွေကစိတ်တွေနားနေရမယ်တခုခုနားနေနေစရာနဲ့နားမယ်ငွေကြီးနဲ့နားမယ်စိတ်သက်တည်ကြမယ် အတေယုတ်စုပိုးဆူတာပေါ့ဗျာနော်အတိုင်းမျိုးတွေပိုးဆူတယ်ကျုပ်တို့စီကလည်းဆိုးတာပဲဆိုးနေတဲ့ဒူချင်းဒူဒူကတော့လူယောက်ျားတွေဓာတ်ပြက်ပြီးလူယောက်ျားတွေနဲ့နှိမ့်နေဆက်သက်တဲ့ကိစ္စတွေအစင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်လူတွေဓာတ်ပြက်နေတာဖြစ်တဲ့ကိုယ်အိမ်ကိုယ်ယာကိုယ်မိသားစုမှာရှိတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအိမ်မှာဆက်ကူအဖြူလေးတွေရလို့မှလူယောက်ျားတွေရဲ့နာမည်လေးတွေကိုရေးကျွကျွကလေးတွေတဲ့အထက်ပြီးမြင့်တဲ့နေရာကိုချိတ်ဆွဲထားလိုက်စမ်းပါဗျာနှိမ့်ကြနေတဲ့ကံများမြင့်ပြီးမြင့်တဲ့ကံတွေဖွင့်လောက်အဲကံနှိမ့်နေလို့ကံမြင့်ပြီးလိုက်တာပါအဲကြောင့် လူယောက်ျားတွေနဲ့ပတ်သက်တဲ့နိနေတဲ့မှာဖမ်းမှာစီမှာကြောက်တယ်တည်ချင်းစုံနဲ့တည်မှာကြောက်တယ်အနော်ငွေကြီးနဲ့လူရမှာကြောက်တယ်အစည်းပွားရေးလူမျိုးရေးကြဆုံးမှုပြီးလူတွေဓာတ်ပြက်နေတယ်အရက်တွေတောက်တယ်အကေဒီပီတွေသွားတယ်တခုခုကလူယောက်ျားတွေဓာတ်ပြက်နေလို့ရတယ်ဓာတ်ပြက်မှာကြောက်တဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီအဆက်ကူတရမှာနာမည်လေးကိုရေးရေးပြီးတော့ခမအိုင်မြင့်နေနေရာတင်လိုက်ကြမှာကံနေနေလို့ကံမြင့်ပြီးလိုက်တာဖြစ်ပါတယ်ဗျာဒါကြောင့်1389နှစ်တွင်မှာလူယောက်ျားတွေနဲ့ပတ်သက်တဲ့မှာကံနေနေတာကံမြင့်အောင်လို့ရတော့ အနာမလေးကိုစက်ကူတရမှာရေးပြီးကြွကြွကလေးထည့်ပြီးမြင်းနဲ့နေရာကိုချိတ်ဆွဲထားခြင်းဖြင့်2380နဲ့1383ခုနှစ်အတွင်းမှာခொနေသားသမီးနဲ့ပတ်သက်တဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကံများအများဆုံးမြင်းမြင်းမအပေါ်မှာဖြစ်ပါလေဗျာဒီအချိန်မှာခမမင်းနဲ့ပတ်သက်တဲ့မှာယာသားတွေကိုရောက်နေယာသားနဲ့အဓိပတိကူးတဲ့အခါမှာမနစ်ကတော့ခမခမတော်တော်များများဆိုးတယ်ဗျဒီနေ့ကတော့လူယောက်ျားဝါတတာပေါ့ဗျာမင်းလားဆိုမင်းမှာ အော်တတိယဆံဦးနဲ့မှကြားလို့ပဲခင်ဗျာအတန်သိမ့်မထွေးရတော့ဘူးကုန်နေပြီပြုမင်းနဲ့ပတ်သက်တဲ့ရှိတဲ့လူမင်းလို့တတ်မှတ်ထားတဲ့လူတွေကတော့ခင်ဗျာရှေ့ကြီးနောက်ကြီးဘေးကြီးဝဲကြီးအောက်ကြီးဒီအထက်အောက်ကြီးပြီးသွားနေရတဲ့ကာလမင်းမဟုတ်တဲ့လူတွေကတော့ပြဿနာမရှိဘူးပြုဒီကမင်းမဟုတ်တော့မိမများမိမတွေဒီချိန်မှာကန်ကောက်ပြီးတော့မင်းနဲ့ပတ်သက်တဲ့လူယောက်ျားဆရာလို့တတ်မှတ်ထားတဲ့လူယောက်ျားမင်းလို့တတ်မှတ်ထားတဲ့လူယောက်ျားတွေကဒီချိန်မှာရှေ့ကြီးနောက်ကြီးဘေးကြီးဝဲကြီးအထက်ကြီးအောက်ကြီးနဲ့တထိတ်တိတ်တလန့်နဲ့တတိယဆံရုံရဲ့အကြီးလိုပဲ ခင်ဗျာကြောက်တော့ကြောက်စရာကြီးဒါပေမဲ့ယုံနဲ့ထဲတာတော့ကြောက်စရာမကောင်းတဲ့အနေအထားမျိုးဖြစ်နေတာဖြစ်ပါတယ်မင်းနေဓာတ်ပြက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာမင်းနေနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ကိစ္စမှာမင်းနေထီထူဆက်ဆံတဲ့ကိစ္စဆံမွေးရီနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအရွှေ့ရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စမြေယာရီနဲ့ပတ်သက်တဲ့ကိစ္စတွေအများကြီးရှိပါတယ်အမန္တလေးမှာဒီကိုင်းမှာဆိုရင်ဆံမွေးရီပြန်ဖြစ်ရမယ်ဆိုအတန်နေကြတယ်ဟလာမင်းနေနဲ့ပတ်သက်တဲ့နှီးနဲ့ဆက်သက်တဲ့ခုဖြစ်နေတဲ့ကာလအတွင်းမှာတော့မင်းနဲ့ပတ်သက်တဲ့မှာမြေယာရီနဲ့ပတ်သက်တဲ့အာရမသိမ့်သိမှုတွေ မြေယာတွေနဲ့ပတ်သက်တဲ့ကိစ္စအာကျူကျော်တွေအာခမနီးမျိုးစုံနဲ့မြေယာသိမ်းဆည်းမှုတွေအဓမ္မတွေဖေရှားနေတာဖြစ်တဲ့အတွက်မြေကြီးကလက်မခံတော့ဘူးဒါကြောင့်မြေနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်နေတာဖြစ်ပါတယ်ဗျာနော်ပညာရေးနဲ့ပတ်သက်တဲ့မှာကောင်းတဲ့ပိုင်းဆိုးတဲ့ပိုင်းတွေဖြစ်တဲ့ပညာနဲ့ပတ်သက်တဲ့ကိစ္စမှာလွယ်လွယ်လပ်ချွေးတို့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဆင်မပြေမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်ဗျာမင်းနဲ့နီးနေဆက်သက်တဲ့ကိစ္စမှာသူတစ်ပိုင်းငါတစ်ပိုင်းနဲ့မင်းချင်းချင်းမတည့်တဲ့ကာလမင်းချင်းချင်းအဆင်မပြေတဲ့ကာလမျိုးတွေဖြစ်ပါတယ်နော် အဲ့တောင်သားတောင်သားနဲ့ပေါင်းပါပဲမင်းကမင်းနဲ့ပေါင်းပါပဲသူတော်ကောင်းကသူတော်ကောင်းနဲ့ပေါင်းမယ်ကာလာမျိုးတွေဖြစ်နေတာဖြစ်ပါတယ်မင်းနေဓာပြည့်နေတာဖြစ်တဲ့အတွက်တင်းနှင်းငွေကြာတာပရိအောက်ရောက်လို့တင်းနှင်းငွေတင်းနှင်းငွေတောင်အရှိမရောက်တောင်လဲပြီးမှအာလူကြော်လေးကိုစပြီးမှဆူတောင်ကြာတာတွေနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းချိနဲ့ပတ်သက်တဲ့ကိစ္စယာဒူတူနဲ့ပတ်သက်တဲ့ကိစ္စအားလုံး2389ခုနှစ်မှာတော့တင်းနှင်းငွေတောင်အရှိမရောက်တောင်လဲပြီးအာလူကြော်လေးကိုစပြီးမှဆူတောင် ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြိုချင်းလို့မြေယာနဲ့ပတ်သက်တဲ့ကိစ္စတွေပြဿနာတက်တယ်ဗျာဒါကြောင့်အသင်အားလူကြတွေကမြေယာနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်နေတဲ့ကိစ္စတွေအစင်မြအောင်ကူညီဆောင်ကြတော့ပါစာမွေးနဲ့ပတ်သက်တဲ့ကိစ္စတွေအစင်မပြေဘူးစာမွေးတွေဖြည့်မယ်စာမွေးတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအစင်မြအောင်ကြောင်းနေထားမယ်အဲ့ကိစ္စတွေအစင်မြအောင်အသင်အားလူကြတွေကကူညီဆောင်ကြတော့မူပါဆိုတဲ့အကြောင်းတနင်္ဂနွေထောင်းအရှိမြောက်ထောင်းလက်အားလူကြလေးစပြီးမှဆူတော့အပြောင်းအရွှေ့လုပ်ခြင်းနဲ့မြေယာနဲ့ပတ်သက်တဲ့လူတွေ မိမတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေရင်တော့တနင်္ဂနွေတောင်အရှိမောက်တောင်လက်အားလူကြော်လေးစားပြီးမှစူတောင်းကြီးအပြင်မင်းနဲ့ပတ်သက်တဲ့မြေယာနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတို့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအဆင်ပြေသွားပြီဖြစ်ပါကြောင်းလေးလေးစားစားထပ်မံတင်ပြပေးပါတယ်ဗျာခီးစကားနဲ့ပတ်သက်ဒီမှာမနေ့ကအထွန်းဒီနေ့မှတိုက်ထဲဩဒီဟိုရာသားတွေကိုရောက်နေတာဖြစ်တဲ့အတွက် ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားတွေအောင်မြင်ကြကြတယ်။စိုးသွားရင်ပြဿနာမဟုတ်ဘဲနဲ့တွန်းဆုံတွန်းဆုံသွားရင်တော့ပြဿနာဖြစ်ပေါ်သေးတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ကိုယ့်ရဒေတာမဟုတ်တဲ့တခြားအရာတွေသွားရင်လည်းပြဿနာမရှိတတ်ပေမဲ့ကိုယ့်အရာကိုယ့်ဒေတာမှာတော့ပြဿနာဖြစ်ပေါ်သေးတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်ခင်ဗျာခီစကားနဲ့ပတ်သက်တဲ့သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခြင်းလာခြင်းတို့လာခွင့်ကိုနေခြင်းတဲ့နေရာတနေရာနေရာတဲ့တနေရာသွားခြင်းတဲ့နေရာတနေရာသွားနေရာတဲ့နေရာပြောခြင်းတဲ့စကားတခုပြောနေရလို့အလွဲလွဲချိုချိုဖြစ်နေတာမျိုးဖြစ်နေတတ်ပါတယ် အဲ့ဒါကြောင့်ဖြစ်နေတဲ့ပုံကအလုံးလိုဒီအင်္ကာတောင်းအရှိတောင်းတောင်းကိုလှဲ့မျက်နှာလေးသိပြီးမှသူတောင်းသားမြဲမှာပိတ်ဆုံနေတဲ့ခီးစကားများပေါ်မှသည်ပြောသမျှဆိုသမျှတွေစင်ပြားတွေကိုနေခြင်းနဲ့နေရာလေးတွေမှာနေခွင့်ရပါသည်ကိုပြောသောစကားများအောင်ပါသည်ကြောင်းအင်္ကာတောင်းအရှိတောင်းတောင်းကိုလှဲ့မျက်နှာလေးသိပြီးမှသူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆုံနေသောခီးစကားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးစင်ပြားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ခီးနေစကားနဲ့ပတ်သက်တဲ့မှာ1389 2025 26အတွင်းမှာတော့ အင်္ဂါတောင်အရှိတောင်တောင်လဲပြီးမျက်နှာတိတ်ချင်းအပြင်ပိတ်ဆို့နေသောလွဲချော်နေသောခီးစကားများအမြန်ဆုံးတက်ရောက်သွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ခမရအိမ်မှာလွဲချော်နေတဲ့လူတွေချင်းတော့အင်္ဂါတောင်အရှိတောင်တောင်လဲပြီးမျက်နှာလေးတိတ်ပေးကြပါကိုနဲ့နီးနေတဲ့ခမရမနစ်ကတော့ဟိုဟာပေါ့နိုင်ငံခြားနဲ့ပတ်သက်တဲ့စနေနာနေရတော့ဟိုဘယ်လိုခေါ်မလဲဒီနေ့တည်းမှာတော့ထုံမနစ်ကတော့ပင်ကားထဲမှာရောက်နေတော့မနစ်ကတော့အပြည့်စည်းတွေနဲ့ဖြစ်ပြီးဒီနေ့တည်းမှာဖားတစ်ပိုင်းငါးတစ်ပိုင်းဖြစ်တဲ့အကူအညီပေးတဲ့လူကတစ်ပိုင်းပြဿနာရှာတဲ့လူကတစ်ပိုင်းအဲ့ဒါမျိုးတွေဖြစ်တာ ိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ်နိုင်ငံအကူအညီပေးမဲ့လူကတပိုင်းပြဿနာရှာတဲ့လူကတပိုင်းအဝန်ခံတဲ့လူကတပိုင်းအဝန်မခံတဲ့လူကတပိုင်းအကူအညီပေးတဲ့နေရာတနေရာပေးရမယ့်နေရာတနေရာရမယ့်နေရာတရားရတဲ့နေရာတွေပြီးအလွဲလွဲချော်ချော်နဲ့လူနိုင်ငံရေးနဲ့ပတ်သက်တဲ့ယင်းနှိမ့်နှံမှုများနိုင်ငံရေးနဲ့ပတ်သက်တဲ့ထောက်ပံ့မှုများနိုင်ငံရေးနဲ့ပတ်သက်တဲ့အစုအဖွဲ့အမျိုးအုပ်စုတွေနဲ့ပတ်သက်တဲ့ကိစ္စတွေများခမရဖားတပိုင်းငါးတပိုင်းဖြစ်နေတဲ့ကာလမျိုးဖြစ်ပါတယ်။နောက်အားလုံးကခမရအစဉ်ပြေလာသူပြေးပါတယ်တကယ်ပြေးသားကြမပြေဘူး။ ရမယ်နေရာတွေမရမရမယ်နေရာတွေရလောမယ်နေရာတွေမလုံးမလုံးရမယ်လုံးပြီးတော့ဒီအချိန်မှာရိုးရာတွေပြက်နေတာဖြစ်ပါတယ်ဗျာရိုးရာဖော်မဒူးရာကြောမှာမယ်ကိုရင်ကိုရာကိုမိသားစုမှာအချင်းချင်းအဆင်မပြေတတ်ဘူးအမျိုးချင်းအဆင်မပြေတတ်ဘူးပြည်နယ်နဲ့တိုင်းနယ်မှာပြည်နယ်တွေကအဆင်ပြေပြီးပြည်တိုင်းနယ်ကအဆင်မပြေဘူးတိုင်းနယ်နေပြည်တော်မှာနေပြည်တော်ကအတိုင်းနေရာအဆင်ပြေတယ်နေပြည်တော်အဆင်မပြေဘူးနိုင်ငံနဲ့ချင်းနေပြည်တော်ပို့ပြီးအဆင်မပြေတဲ့ကာလမျိုးတွေဖြစ်နေပါတယ်ဗျာရိုးရာဖော်မ ိုးရာကျော်มาဖြစ်ပါတယ်ဗျာရိုးရလေးတွေဖုံးမယ်ဆိုရင်တစ်ဖက်တုတ်ကလေးကိုတုတ်တုတ်ပြီးမှခင်ဗျာကုသိုလ်လုပ်သမှာဗျာတစုံတယောက်တောသူအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်ရိုးရဖော်လို့ဒိုးရကျော်ပြီးခင်ဗျာဖြစ်တင်ခြင်းနဲ့ကိစ္စများစုတောင်းပါအာကျွန်တော်အမှုခွင့်ပြတ်တန်တိုင်းဝေးခြင်းနဲ့အဖန်သီးတွေဝေးခြင်းနဲ့ကျွန်တော်ဓီရီပေါက်ခြင်းနဲ့နိုင်ငံခြားကိုသွားခြင်းနဲ့ အာကျွန်တော်အမျိုးနဲ့ပတ်သက်တဲ့ယောဂနဲ့ပတ်သက်တဲ့ငွေကြေးများဆူလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်းကျင်နေသာသနာပြုကျင်နေဖရာတိတဲကျင်နေအကြောင်းတွေဆောက်ကျင်နေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်တော့အမြန်ဆုံးဆင်ပြေအောင်ကုညီဆောက်ကြတော့မူပါဆိုတဲ့အကြောင်းလက်ဖက်ကလေးကိုတုပ်တုပ်ပြီးမှသုံးတယောက်တော့သူ့ကိုစာဟာရကုသပြုလုပ်မယ်ဆိုရင်တော့တင်းတို့မှာယောဂဖော်လို့ဒုရကြောပြီးငွေကြေးများဆူလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်းရောက်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့2025 26 1389ခုနှစ်အတွင်းမှာတော့ကျွန်တော်တို့ ဒီရိုးရနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကျွန်တော်တို့ကတော့ခမရလက်ဖက်ကလေးကိုကုသိုလ်ပြုလို့ဖြင်းဖြင်းတင်းတို့မှာပိတ်ဆိုနေတဲ့ကိစ္စအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အချို့အပြင်ဆိုရတော့ခမရတခုခုပိတ်နေရင်ခမရမုံကရေပြိုလေးတွေကုသိုလ်လုံးမလားတည်ရသီးလေးတွေကုသိုလ်လုံးမလားမျက်နှာ တင်အင်္ဂါတောင်းရှေးတောင်းတောင်းလှည့်ပြီးတော့တင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအင်းတနေ့ငွေနေတောင်းအရှိမြောက်တောင်းလှည့်ပြီးတော့အာလူကျော်လေးဖြစ်ပေါ်နေတဲ့ခက်ခဲကြောအာလူကျော်လေးတွေစားစားပြီးမှာ စုတောင်းပါဗျာเนาะဒါရောဘောလို့ဒိုးကကြောမသူလက်ဖက်ကလေးတုတ်အမျိုးဘာသာသာသနာနဲ့လည်းမဆိုင်ဘူးလူမျိုးချင်းပုပ်ကလေးမဆိုင်မဲနဲ့လက်ဖက်တုတ်ကလေးကိုတုတ်တုတ်ပြီးမှတစုံတယောက်တော့သူ့ကိုစုတောင်းပြီးမှကုသပြုလုပ်ခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေသော2389ခုနှစ်အတွင်းမှာတော့အိုက်ကြံနေအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရပြလို့ရှိရင်တော့ကျွန်တော်တို့နှစ်လပိုင်းတော့ကစပြီးတော့ကျွန်တော်တို့ဒီ1329 အချိန်မှာပြဿနာတွေပုံပေါ်မှာဖြစ်ပါတဲ့တဲ့လူတွေနဲ့ပတ်သက်တဲ့တက်တာလူတက်တာညာကျွန်တော်တို့ဒေတာတွေဝင်ရောက်ပြီးတော့အုံမပြတ်လှုပ်ရှားနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရွှေညာမင်းမိသားစုမှာကျွန်တော်ရိုက်ခွေးကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စမှာကျွန်တော်တို့လာချီပြီးတော့ရပ်တန့်သွားတာဖြစ်ပါတယ်ကျွန်တော်တို့ကူစားကျန်တဲ့ကျွန်တော်တို့နဲ့ပတ်သက်တဲ့ရွှေညာမင်းမိသားစုနဲ့ပတ်သက်တဲ့မိသားစုများအတော့ကျွန်တော်ကူစားဝိုင်းဝန်းပြီးတော့နောက်ကနေပြီးပံ့ပိုးနေတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ကြားမှိုက်ရေကောင်းပါတယ်ပြဿနာလည်းမရှိပါဘူး အဲကျွန်တော်တို့ရွှေညာမီမိသားစုကတကယ်လို့များအကြောင်းတစ်ခုခုရွှေညာမီမိသားစု page တစ်ခုခုပြဿနာဖြစ်ခဲ့လို့ရှိရင်ကျွန်တော်တို့ Yoga for Channel ကိုကြည့်ပါရွှေညာမီမိသားစုကလည်းတခုတတ်တတ် Yoga for Channel မှာလည်းကျွန်တော်လွှင့်ပါတယ်ကျွန်တော်ပုံတွေတွေ့ရလိမ့်မယ်ကျွန်တော်တို့နဲ့ပတ်သက်တဲ့လွှင့်နေတာဖြစ်ပါတယ်တကယ်လို့များရွှေညာမီမိသားစုအဲနဲ့ပတ်သက်တဲ့ကိစ္စ Yoga for Channel နဲ့ပတ်သက်တဲ့ကိစ္စတွေဒီအဆင်မပြေရင်လည်းကျွန်တော်ကံမြိုင်ဆိုတဲ့ကျွန်တော် channel တခုကိုကြည့်ပါဗမာလိုကံမြိုင်လို့ပဲရေးထားတာပါအဲ့ဒါလေးကြည့်မယ်ဆိုအဆင်ပြေမယ် တကယ်လို့အကြောင်းတစ်ခုနဲ့ပတ်သက်လို့ရှိရင် fancy လေးတွေကြီးကြီးတော့ဆရာကြီးမြန်မာပြည်ဗမာလူရေးထားတာပါအဲဆရာကြီးမြန်မာပြည်ဆိုတာ Facebook မှာလို့ YouTube မှာလို့ရိုက်ကြည့်လိုက်ရင်လည်းကျွန်တော်တို့တင်ပြထားတာတွေ့မှာဖြစ်ပါတယ်ကျွန်တော်တို့တယောက်နဲ့တယောက်အဆက်အသွယ်တွေပြတ်တယ်တယောက်နဲ့တယောက်နဲ့ပတ်သက်တဲ့လှုပ်ရှားနေတာကိုတစ်ခုခုကိုကြည့်မိတာဖြစ်တယ်ကျန်တဲ့လူမသိရင်ကြည့်လို့မရပါဘူးဒါကြောင့်ကျွန်တော်တို့ပုံမပြတ်တစ်ခုပြီးတစ်ခုဘက်ကလှည့်ပြီးတော့ထုတ်လွှင့်နေတာဖြစ်ပါတယ်ဒါကြောင့်တစ်ခုခုအစင်မပြေရင်တစ်ခုခုကြည့်နိုင်အောင်ကျွန်တော်တို့ရွှေညာမီမိသားစုကလည်းတစ်ခုပြီးတစ်ခုတိစောက်နေတာဖြစ်ပါတယ် ကျွန်တော်တို့ချွေးညာမိမိသားစုတခုတင်တော့လည်းတကယ်တော့ယာယီရက်တန်သွားတာဖြစ်ပါတယ်ကျွန်တော်တို့ဘာဖြစ်လို့ဖြစ်မှမသိဘူးနောက်ကြမှာကျွန်တော်လည်းကျွန်တော်တို့ဘာဖြစ်တယ်တော့မသိဘူးရက်သွားတာအဲ့ဒါမျိုးကြောင့်ကျွန်တော်တို့နောက်ထပ် pace နှစ်ခုသုံးခုထောင်းထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုပိုင် pace ကတော့ဆရာကြီးမြန်မာပြည်ဆိုတဲ့ Facebook နဲ့ YouTube မှာတင်ထားတာဖြစ်ပါတယ်ကြည့်လို့ရပါတယ်ဒါမှမဟုတ်ချွေးညာမိမိသားစုနဲ့ပတ်သက်တဲ့ကိစ္စချွေးညာမိမိသားစုရောအဖို့ channel ကမ်းမြိုင်ဒါကျွန်တော်တို့ထုတ်လွှင့်နေတဲ့ပုံရိပ်တွေနဲ့ပတ်သက်တဲ့ digest ထုတ်လွှင့်နေတာဖြစ်ပါတယ်နောက်လည်းပုံမပြတ်ထုတ်လွှင့်သွားပြီဖြစ်ပါကြောင်းเนาะကျွန်တော်တို့ 2025-26ခုနှစ်ခုနှစ်ရဲ့ကျွန်တော်တို့ပထမဆုံးထုတ်လို့နဲ့အမင်္ဂလာကြီးသောထုတ်လို့မူလေးကိုကျွန်တော်တို့ဆုံးသတ်လိုက်မယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့စောင့်မျှော်ကြည့်ရှုကြပါအားလုံးကြမ်းမာလို့ချမ်းသာလို့မူနိုင်ကြပါသည်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်မပြပါဗျာ